မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေချက်ပရိသတ်ကြီးမြမပေရင်နဲ့ဂမ်ဘီယာပညာရဲ့နည်းနည်းလာတဲ့လေ့ဝဲချက်တခုကိုပေါ်ထုတ်ဖို့အချိန်ရောက်ပါပြီဒီနေ့ကြည့်ရှုနားဆင်ရမယ့်အကြောင်းကဘဝစီဘဝလမ်းကြောင်းအစိုးဆုံးကြက်တဲနေတဲ့အချိန်မှာတော့ဂျိုစီဂျွန်နင်းကိုနိုင်ယူပြီးရွှေအောင်လမ်းကြောင်းဖွင့်လည်နေကျွန်တော်ရွှေညာမြေ channel ရဲ့ဗီရင်လက္ခဏာဂမ်ဘီယာပညာသုတေသီဆရာကြီးဦးမြတ်ဆန်ရဲ့240တွေ့ကြုံကနေထုတ်ဖော်မဲ့နေသားအလိုက်စီဘဝတက်ခြင်း တပန်းစင်နီဘာရီလုံးမဲထင်လဲယိုးလေးပါတင့်နေသားဂျိုကိုတီးဖို့ပါ စနေတနင်္ဂနွေတနင်္လာစတဲ့နေသားကိုတီးဖို့ပါပဲနောက်တစ်ခုကယုံကြည်မှုတစ်ခုတည်းပါဒီနေ့လမ်းကိုဘယ်မင်းမြတ်တည်းရလှုပ်ဝဲပညာဖြင့်သိသိထားခဲ့ကြတဲ့နှစ်ပေါင်းထောင်ကျော်ပါပြီအခုချိန်မြင်ရတော့မှာကတင့်အတွက်ပါအတိတ်ကောင်းချင်းစီးပွားမောက်ချင်းကံအားနေခြင်းတွေကိုဘယ်လိုဖြစ်ရှင်းမလဲဒါကိုသိချင်တော့ ကျွန်တော်ရှင်ညမြေ channel ရဲ့ဗီဒီယိုလက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ဟောပြောမဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါခொနည်းသာတိအားလုံးဒေဗျာတွေဝေးกว่าကြပါပြီပညာမြေ channel မှာတစ်ဆင့်ဒီရင်လက္ခဏာတံပြရပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်မှာ နှုတ်ခွန်းဆက်သပါတယ်။ကိုနေသားကြီးများအားလုံးစိတ်တော်ကအပူမြတ်ကင်းဝေးပြီးကကြီးသုံးမှမှကြော်လွားနိုင်ပါစေကြောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာ။ဆရာရဲ့ပညာရှင် channel မှာတစ်ဆင့်ဆရာပေးထားတဲ့ကောင်းစဉ်လေးကတော့စီဝါတက်ချင်းတပန်သင်းဆိုတဲ့ကောင်းစဉ်လေးရဲ့အောက်မှာပါနေသားသမီးတွေကပေဓာတ်တွေဆင်းပြီးတော့ဘလို့ကြီးွား ဘလို့အကျိုးစီးပွားတွေဖြစ်အောင်လုပ်ရမယ်ဆိုတာကိုချွေညာမြေ channel မှာတဆင့်ရှစ် channel တွေမှာလည်းဆရာတင်ပြပေးခဲ့ပြီးဖြစ်ပါတယ်အခုလဲဆရာကဩဒဘူသားသမီးများအတွက်ကိုစီဝါရေးလူမှုရေးကျမ်းမာရေးအိမ်တော်ရေးများအတွက်အောင်မြင်စေခြင်းဤဝါစေခြင်းချမ်းသာစေခြင်းလို့ဆရာရဲ့ကောင်းစဉ်ဖြစ်တဲ့စီဝါတက်ခြင်းတပ်ပန်းခြင်းဆိုတဲ့ကဏ္ဍကနေပြီးတော့ ဆရာတင်ပြပေးမှာဖြစ်ပါတယ်။အုတ်ဘူးသားသမီးများကဒီနေ့ကောသာမှာတော့အလုံးနဲ့ဆင်းဝင်တယ်လို့စီဝါကြီးတွေကြက်တဲ့မယ်။ဟလာဆွေးရှုပ်တွေ့ခြင်းတွေဖြစ်မယ်။အရာရာတွေကုံဆုံးတဲ့ကာလလူမသိရင်တောင်နာမည်သိမဲ့ကာလဖြစ်တဲ့အတွက်အဲ့ဒီဘာမှမပူပါနဲ့။တွေ့တယ်လက်ကြက်တကုံနဲ့ကံတရားဆိုတာညံများလို့မရပါဘူး။ဒါကလေးကြတော့ကံကောင်းခြင်းနဲ့ဆိုရင်လေညံကစားပြရတာပေါ့ဗျာ။ အကြောင်းမလို့ဆရာရဲ့စီးပွားတက်ခြင်းတပန်းစဉ်ဆိုတဲ့ကဏ္ဍနေပြီးတော့မှဩရူသားသမီးများအနေနဲ့ဆရာပြောတဲ့ဟောတဲ့အတိုင်းဣရိကြကြလိုက်လံပြုလုပ်မယ်ဆိုလို့ရှိရင်တော့ကံကောင်းစီတတ်တဲ့အချိန်အခါကံကောင်းစီတတ်တဲ့နေ့ရက်ကံကောင်းစီတတ်တဲ့အဆောင်ရရားများကိုတုံယုံကြည်ကြည်နဲ့တည်တည်ချာချာလိုက်လံပြုလုပ်မယ်ဆိုရင်ဆရာဦးမြတ်ဆန်တို့ကကျမ်းကိုပေါက်ပြီးတော့ လမ်းလျှောက်တာဖြစ်တဲ့အတွက်ကြံအကိုကားတွေခိုင်ခိုင်လုံလုံနဲ့တိတိကျကျပြောကြပြီးမှဖြစ်ပါတယ်အချို့ကလည်းပြောတယ်ပေါ့ဗျာဆရာဦးမြတ်ဆန်းကကြံအကိုကားအထောက်ထားရင်းနဲ့ပြောတယ်ဆိုတော့ဘလို့ကြမ်းနေဦးကိုကားထောက်ထားပြီးပြောတယ်လဲဆိုရင်ဆရာကပါလိုဇောတိတတပ်ပနာလို့ခေါ်တဲ့ကြံအကိုကားအထောက်ထားလေးဒီကနေပြီးတော့မှ တန်ဟိတလို့ခေါ်တယ်တန်ကြာပေါ့ဗျာစီရင်မှုအပိုင်းများနဲ့အကိုကအထောက်ကခိုင်ခိုင်လုံလုံနဲ့ဆရာတို့ကပြင်ပြပေးတာဖြစ်ပါတယ်ပေးရင်ပညာမှာတန်ဟိတလို့ခေါ်တယ်တန်ကြာစီရင်မှုအပိုင်းနေရာဝန်ရတာသမီးများတို့ကောင်းကျိုးဆိုးပြစ်များကိုရရှိစေတတ်တာလေဆရာတို့ရဲ့အတွေ့အကြုံဆရာဆရာကြီးရဲ့အတွေ့အကြုံဘဝတုဒ္ဒကျန်းအကိုကအထောက်ထားလေးတွေမှာရှိခဲ့ပါတယ်ခင်ဗျအကြောင်းမလို့ဆရာတို့ပြုလုပ်တဲ့အခါမှာ ဓာတ်ကိုပိုင်မှနတ်ကိုနိုင်တယ်နတ်ကိုနိုင်မှဝိဇာမားတယ်ဝိဇာမားမှလည်းလူရရပါတယ်ခင်ဗျအဲကြောင့်မလို့တိုက်ရိုက်တဲ့တက်စင်တယ်ဆိုတာကလည်းပေါ့ပေါ့လွန်လွန်လေးလုံလို့တော့မရပါဘူးပေါင်းတော့ရှေ့မှာဆရာပြောခဲ့သလိုပဲတက်မရင်နတ်များတော့မကျနိုင်ပါဘူးခင်ဗျဓာတ်ကန်ရင်နတ်ရတာတွေလည်းနာစီတတ်ပါတယ်အခုတော့ရှိတာပေါ့ဗျာတဲနဲ့စုပ်ပဲ့ရင်တော့အရာပဲဖြစ်ဖြစ်မှန်စီတတ်တာပေါ့ခဲနဲ့ထုမယ်ဆိုရင်တော့ အမတန်မှန်မှုခဲ့ပါလေအမတန်မှလက်ကျတဲ့လက်ပြောင်းတဲ့ဒူးမဒိန်းနဲ့ထူတာကောင်းစုကောင်း၆တော့သူ၆မှန်စီတတ်တော်ဟုတ်ဗျအဲမဲ့ဆရာကြီးကတော်ကြပါတယ်ဗျနော်အချောင်းတကာတာတရွာတပုတ်စံတက်ဆရာမှာပညာတမျိုးရှိသလိုကျမ်းကလည်းအမျိုးမျိုး ပုံပုံရှိကြတာဟုတ်အကြောင်းမလို့ကျမ်းကလည်းမဆုံးဘဝတုတာကလည်းမရှိဆရာကောင်းနဲ့မတင်ခဲ့တဲ့ဆရာတွေဟုတ်တော့ဟလာငါတိတယ်ငါတတ်တယ်ငါတော်တယ် ငါပြောတာမှအဟုတ်ဆိုရင်တော့ဥမ္မာတကောလိုပဲတက်မှတ်မှာပါခင်ဗျာနော်အကြောင်းမလို့ဆရာတို့ကတော့ကျန်အကိုကအထောက်ထားခိုင်ခိုင်လုံနေမြတ်ခொနည်းတာသမီများရဲ့အကျိုးစီးပွားများကိုတိတိယယောက်အောင်မြင်စေခြင်းသာတိတိယယောက်ဤပွားစေခြင်းသာလူရဆန္ဒဤပြည့်စေခြင်းသာဆရာဦးမြတ်ဆန်တို့ရဲ့ရွှေညာမြေ channel ရဲ့စေနာပါခင်ဗျာနော်အကြောင်းမလို့ရွှေညာမြေ channel မှာတစ်ဆင့်ဆရာဦးမြတ်ဆန်ရဲ့ အရင်ဟောစရာများကိုလိုက်လံကြည့်ရှုနားထောင်ပြီးတော့မှဆရာဟောတဲ့ပြောတဲ့အတိုင်းပြုလိုက်လိုက်လို့အောင်မြင်ကြတယ်ပြေးဝကြတယ်လူရာဆန္ဒတွေပြေးဝကြတယ်လို့ပြန်လဲကြားရတာဖြစ်တဲ့အတွက်အတိုင်းမသိကဲဟန်တာပါလေခင်ဗျာနော်အကျိုးသလိုရှိရင်နိုင်ငံရေးချရောက်နေတဲ့ဟလာဆရာရဲ့ဗီဒီယိုမေးပြေးတတ်များဆရာပြောတဲ့အတိုင်းလိုက်လို့တော့အောင်မြင်သွားတယ်နောက်ကျွန်တော်တို့မျိုးပေါ်မှာဆိုရင်လဲအကျိုးအမကြီးကအင်ဂျာနီပွဲသားတွေ တင်ချမ်းမြေအကျိုးတော်တောင်ဒီမှာလဲဆရာပြောတဲ့အတိုင်းလို့လို့မထွက်တာကြာယူကြည့်တဲ့အချမ်းမြေလေးတွေရောင်းရတယ်နောက်တချို့ဆိုရင်လဲဆရာပြောတဲ့အတိုင်းလုပ်လိုက်တာဆရာရေထီရတဲတော့မပေါဘူးတွတ်တော်ရတယ်ဒါကကံနေသေးလို့ပါနောက်တစ်ပတ်တည်းဆိုရင်တော့တဲပေါက်မှာပေါ့ဗျာနော်တချို့ဆိုလဲဆရာပေးတဲ့အကျိုးပေးကနန်းနဲ့ထိုးလိုက်တာဆရာရေဆရာရေနှလုံးတော့ကျမလည်းပါဇက်ကရှိတာနည်းနည်းပဲထိုးလိုက်တာနည်းနည်းပဲရတယ်ဟုတ်ပါရဲ့ခင်ဗျအချို့ကြောင့်လဲ ကံယုံပြီးစူးပုံနင်းလို့မရတယ်လို့ကိုယ့်ရဲ့အဒီပညာပေါ့နော်ကိုယ့်ရဲ့အဒီတမန်ဉာဏ်မြေကလေးပညာညာချွန်းတော့အုပ်စုတယ်လို့အချို့ကြတော့လဲယုံကြည်ကြည်နဲ့လောက်ကြတယ်အချို့ကြတော့လဲဆရာတွေကိုမယုံလို့ပဲလားအမမို့ကိုယ့်ရဲ့ကံကိုမယုံလို့ပဲလားအချို့ကြလဲရဲရဲမလို့ရဲဘူးပေါ့ဗျာဟုတ်ပါတယ်ဗျာအချို့ကြတော့လဲကျွန်တော်တို့လန်ကြီးတန်းလာတာလူတိုင်းမြင်တာဟုတ်ဗျာကိုယ့်ရဲ့ကံတန်းလာတာကြတော့လူတိုင်းမမြင်နိုင်ဘူးလေ အဲ့လိုကန်ထားလာတာကိုကျတော့စရမမျက်လုံးပိုင်ရှင်လို့ခေါ်တယ်။ရောရင်ကြကြီးအခုခေတ်လို့ပြောတော့ပုံနာအခုခေတ်လို့ပြောတော့ဘီဒင်းဆရာကြီးပေါ့ဗျာ။နောက်ကျွန်တော်တို့ဘီဒင်းဆရာကြီးကတော့လူတယောက်ရဲ့ကန်ထားလာတာကိုမြင်တာပေါ့ဗျာ။စရမမျက်လုံးပိုင်ရှင်လို့လည်းခေါ်တာ။အကြောင်းမလို့အဲ့လိုဘီဒင်းဆရာကြီးနောက်ကျွန်တော်တို့ရောရဲ့ဒီစီမှာစိတ်ကပ်ပြီးပါတိတိကျကျကိုယ့်ရဲ့ကန်ကောင်းမကောင်းကိုသိဖို့အတွက်မြင်မြင်နေတယ်ဆိုရင်ဆရာဦးမြတ်ဆံကိုမြင်ပြနေတယ်ပဲဖြစ်ဖြစ် ဒီရင်ဆရာတို့မင်းများညင်တယ်ပဲဒီပြအလားကျွန်တော်တို့ကိုယ့်ရဲ့ကံကြမ္မာကိုဒီနေ့တကကျွန်တော်တို့စစ်ဆေးသင့်ပါတယ်ခင်ဗျာနော်ဆရာဦးမြတ်ဆောင်ကိုမေးခြင်းနဲ့ဆိုရင်တော့ရွှေညာမြေ channel မှာတစ်ဆင့်ကျွန်တော်တို့ဖုံးဆက်ပြီးမင်းများနိုင်ပါတယ်နော်ဒါလေးလည်းပြောရပါတယ်ခင်ဗျာနော်ဒါကလည်းခုနှစ်သားသမီးများရဲ့အကျိုးစီးပွားများကိုတကယ်ထိတိရရအလားသိစေခြင်းလို့ကောင်းတာလေးတွေကိုကံပြောင်းတဲ့အချိန်လေးတွေကိုသိစေခြင်းလို့ဆရာတို့ကလည်းတိုက်တွန်းခြင်းဖြစ်ပါတယ်ခင်ဗျာအားကြောင့်မလို့ ကိုနေသာသမီများရဲ့ကံသာတာအကြောင်းလဲမှာအခုဒီတပတ်တော့ဗုဒ္ဓဘုရားသမီးများရဲ့ကံသာတာ အကောင်းကံပြောင်းမဲ့အချိန်ကာလနော်ဗုဒ္ဓဘုရားသမီးများအတွက်စီဝါရေးနဲ့ပတ်သက်လို့စီဝါတက်ခြင်းတပန်းစဉ်ဆိုတဲ့ကဏ္ဍကနေပြီးတော့ဗုဒ္ဓဘုရားသမီးများရဲ့ပါရီဆောင်လို့ပါရီဆောင်ရမယ်ဘယ်ရက်မှာဘယ်လိုလုပ်ရမယ်ဆိုတာကိုကျွေးညာမြေ channel မှာတစ်ဆင့်ဆရာဦးမြတ်ဆံတင်ပြပေးမှာဖြစ်ပါတယ်။အဗုဒ္ဓဘုရားသမီးများတယောက်ဟာတဲ့နော် ကိုယ့်ရဲ့ကံကောင်းတဲ့နေ့ကံကောင်းတဲ့အချိန်ကကံကောင်းတဲ့နေ့ရတော့အကောင်းဆုံးနေ့ကိုပြောပါဆိုရင်မိန့်နေ့လို့ခေါ်တဲ့ဘုဒ္ဓဘုရားမိန့်နေ့ဖြစ်တဲ့စနေနေ့ဟာကိုယ့်ရဲ့ကံကောင်းတဲ့နေ့ပါ။အကောင်းဆုံးကြတော့ဓာတ်ရတရားတွေပြုလုပ်တဲ့အခါမှာအန်တော်ကပ်ပေဝန်တိစရေဆိုတဲ့ဓာတ်လေးတွေရှိတယ်လို့ပဲ။ဟောကျွန်တော်တို့အမြင့်ကိုရေလောင်ပင်စီကိုရွှေချအညွန့်ကိုဘုရားလူဆိုတဲ့ကျွန်တော်တို့ဓာတ်တွေလည်းရှိပါတယ်ခင်ဗျ။အကြောင်းမလို့ ရာရဲ့ကောင်းစဉ်အားကိုကစီးပွားတက်ခြင်းတပန်းစဉ်ဖြစ်ပါတယ်။အကြမလို့စီးပွားရေးနဲ့ပတ်သက်လို့ကံကောင်းခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တဲ့။ဘုဒ္ဓဘုရားသမီးများအနေနဲ့စနေနေ့မှာလုပ်ပါခင်ဗျ။ဘာမလို့ဆိုကြတော့ဒန်းလာသူတဲ့ဓမ္မိတ်ကိုဖြစ်တာဖြစ်တဲ့အတွက်စနေနေ့မှာလုပ်ပါခင်ဗျ။စနေနေ့ကျွန်တော်တို့မနေ့ကို6နာရီကနေ9နာရီခွဲအတွင်းမှာဟောကျွန်တော်တို့သွားနို့လေးကိုတရားမှာဆွတော့ကြက်ပြီးတော့မှာကိုယ့်ရဲ့အကျဉ်းစီတွေကိုပြုတ်လုပ်မယ်ဆိုရင် အောင်မြင်စေတတ်ပါတယ်ခင်ဗျ။နော်။ထုံနေသူသာပဲ တော့ကျွန်တော်တို့လုပ်ငန်းစတင်ပြီးလုပ်တော့မယ်။ဟာလာကျွန်တော်တို့အရာရာကိုကုမ္ပဏီကိစ္စတော့ဈေးဆိုင်ကိစ္စစတင်ပြီးလာစတင်ပြီးလုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမြင့်နေကောင်းတော့ကျတော့ foundation လို့ခေါ်တဲ့အောက်ကအမြင့်ကအရေးကြီးတာဟုတ်ဗျ။ဟိုကအပေါ်တက်ချင်တာ။အမြင့်နေဖြစ်တဲ့အင်္ဂါနေ့မှာလုပ်ပါခင်ဗျ။နော်။အင်္ဂါနေ့မှာကိုယ့်ရဲ့စီးပွားရေးကိစ္စတွေတော့ကျွန်တော်တို့စတုချေရာကိစ္စတွေနိုင်ငံရေးကြကိစ္စတွေဘာပဲလို့လို့စတင်ပြီးလုပ်မယ်ဆိုရင်တော့အင်္ဂါနေ့မှာလုပ်ပါခင်ဗျ။နော်။ အင်္ဂါနေ့မှ လုပ်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ကန်းတော်ညွန်လေးကိုကျွန်တော်တို့ဖះမှာတူပြီးတော့မှလုပ်ပါခင်ဗျာเนาะအဲဆိုရင်ပူကောင်းစီတတ်ပါတယ်ထိုနေ့တူသွားပဲအချစ်ရေလို့ခေါ်တဲ့အိမ်တော်ရေးကိစ္စတွေအုပ်စုနဲ့လုပ်တဲ့ကိစ္စတွေမှာဆိုရင်ကျွန်တော်တို့ဝင်းသေးဆိုတဲ့ဓာတ်မိတ်ကိုရတဲ့တောက်ကြနေ့မှလုပ်ပါခင်ဗျာเนาะတောက်ကြနေ့မှကျွန်တော်အေးအေးဆေးဆေးလေးနဲ့အေးကြံသောကန်တရားကိုရကြည့်တတ်တဲ့တောက်ကြနေ့မှလုပ်ပါခင်ဗျာခီးကိစ္စတွေအိမ်တော်ရေးကိစ္စတွေစကားကိစ္စတွေ နော်အမှုခင်းကိစ္စတွေအုပ်စုနဲ့လုပ်မဲ့လုပ်ငန်းတွေမှာကျွန်တော်တို့တောက်ကြနေမှာလုပ်ပါခင်ဗျာဝင်းသေးဆိုတဲ့ damage ကိုရစေတတ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့အဲ့ဒီလိုနေကိုလုပ်မဲ့ဆိုလို့ရှိရင်တဲ့နော်ကျွန်တော်တို့ဟာနေပဲလုပ်လို့နော်စနေနေပဲလုပ်လို့အင်္ဂါနေပဲလုပ်လို့တောက်ကြနေပဲလုပ်လို့ကိုယ့်ရဲ့တေစာအရာဖြစ်တဲ့နော်ကျွန်တော်တို့အေစာအရာဖြစ်တဲ့တနင်္ဂနွေတောက်မှာကျွန်တော်တို့တနင်္ဂနွေတောက်မှာအုံညွန့်ချောင်းညွန့်တူပြီးတော့မှပြုလုပ်ပါခင်ဗျာ ါတို့လို့ရှိလို့ကြည့်ရင်သူကဥစ္စာလူရန်ကြုံနော်လို့ခေါ်ပါတယ်ခင်ဗျဥစ္စာကိုလိုတာဖြစ်တဲ့အတွက်ရန်တဲ့ကိုဆင်းရပါတယ်ခင်ဗျနော်တက်ဆင်းတယ်ဆိုတာလည်းကျွန်တော်တို့အန်လူချင်းကိုခေါ်ပါတယ်ခင်ဗျတိုက်ရိုက်တယ်ဆိုတာလူရောက်ကိုလာစေတယ်နော်အောင်မြင်စေတတ်တယ်အဲ့လိုတိုက်ရိုက်တာကိုခေါ်ပါတယ်တိုက်ရိုက်တယ်တက်ဆင်းတယ်ဆိုတာကမတူပါဘူးခင်ဗျနော်ပုံနည်းတူသွားပဲကျွန်တော်တို့တနင်္လာနေ့ပေါ့နော်ကျွန်တော်တို့တနင်္လာအခြေရက်ကိုကြတော့ကျွန်တော်တို့ တရားတော်သူမှာညောင်းမင်းမှာကျွန်တော်တို့ညောင်းလေးတောက်ပြီးပါခင်ဗျာနော်အကြောင်းမလို့အဲ့ဒီလိုတက်တည်ဆင်းပြီးတော့မှကိုယ့်ရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးများကိုပြုလုပ်မယ်ဆိုရင်ဗုဒ္ဓဘုရားသမီးများအနေနဲ့ဒီနှစ်ကအညံ့ဆုံးနှစ်မွေးလာကြောင်းကံကောင်းပါမယ်နော်မွေးလာကြောင်းကံကောင်းပါမယ်ခင်ဗျာဗုဒ္ဓဘုရားသမီးများကျွန်တော်တို့ဘာပဲလုပ်လို့ကိုယ့်အိမ်ရဖေးရမှာရေတက်စီလူပြီးတော့မှပြုလုပ်ခြင်းဖြင့်ကိုယ့်ရဲ့အကျန်းစီးတဲ့လုပ်ငန်းတွေအောင်မြင်စေတတ်ပါတယ်ခင်ဗျာနော် ထီထိုးမယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့၃ကြောက်၃ညကနန်းပါတော့ထီကိုထိုးပါခင်ဗျเนาะဒါဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့အကျိုးပေးစေကြပါလေ၃လေး၆၃ညပေါ့เนาะအဲ့ဒီကနန်းတွေကဘုရူသာသမီးများအတွက်အကျိုးပေးကနန်းတွေပါခင်ဗျအဲကြောင့်မလို့ကိုယ့်ရဲ့ကံတရားတွေကံကောင်းမှုအတွက်တဏ္ဍာကုံ၃ပါးလဲပရိစေပေးပါခင်ဗျပုံနည်းတူတာပဲအမိအဖဆရာသမားလို့ခေါ်တဲ့နန်နောနန္ဒ၅ပါးလဲမမိပါနဲ့ကိုတတ်နိုင်သလား အမေရှိတဲ့ဆိုရင်အမေကိုကျွန်တော်တို့စားစရာတောက်စရာလေးတွေကျွေးပါအမေရှိတယ်ဆိုလို့ရှိရင်အမေကိုတန်းနိုင်သလောက်ပူဇော်ကြောမှုတွေလုပ်ပေးပါခင်ဗျအိမ်ဦးနဲ့လို့ခေါ်တဲ့ပါကင်ကိုလည်းတန်းနိုင်သလောက်ပူဇော်ပတ်တာမှုတွေလုပ်ပါအင်းစာနန္ဒီယကန်ထိုက်လို့ရှိပါနဲ့မှကုလို့မရတာဖြစ်တဲ့အတွက်ဘဲရရမှလည်းခြေလို့မရတာဖြစ်တဲ့အတွက်အနန္တောနာငါးပါးကိုလည်းမမေ့ဖို့အထူးတတိပေးခြင်းပါလေခင်ဗျနော်အကြောင့်မလို့ဘုဒ္ဓဘုရားသမီးများကျွန်တော်တို့ဒီနှစ်ကစပြီးတော့မွေးလာမှကြော်ရွေ့ ကံကောင်းခြင်းတွေဖြစ်မဲ့ဆိုတဲ့အကြောင်းရွှေညာမြေ channel မှာတဆင့်ဤရင်လက္ခဏာကံပြာပညာတို့တွေဆရာကြီးကုမြတ်ဆန်ကတင်ဆက်ဟောပြောပေးခြင်းဖြစ်ပါတယ်။ကိုနေသားပြီးအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကာကြီးသုံးပါးမှာအမြန်ဆုံးကြော်လာရေးပြရည်ဝေးကြွားဝေးကွာကြပါလိမ့်ခင်ဗျာ။